အားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့တွေဒီခဏလေးတော့ Great Chin English Unit 8က Ethnic ပြောင်းလေးကိုအတူတူလေ့လာကြည့်ကြရအောင်ပါဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel လေးကနေ Great Chin Level 20နဲ့ပတ်သက်တဲ့အင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားပြပကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပြီးကိုဥစွာမြင့်တက်ရခံရပါစေဒါဆိုရင်ကျွန်တော်တို့ Ethnic ပြောင်းလေးကိုကြည့်ကြမယ်အဲ့ဒီသင်ခန်းစာမှာကတော့ကျွန်တော်ဒီ rule of 8တွေရော အဲ့နဲ့ဒီ vat ပုံစံလေးကိုမပြောတော့ဘူးအရင် unit 7မှာတော့ကလည်းကျွန်တော်ပြောခဲ့ပြီပေါ့နော်တချို့ကအလွတ်ကျတဲ့နီးနဲ့ဖြေကြတယ် part 1ဆိုရင် ms plus part 3ကိုတွေ့အလုပ်ဖြစ်တဲ့နီးကတော့အကောင်းဆုံးပဲဒီမှာတစ်ခုပေါ်လာတာက unit 7မှာတော့ကကျွန်တော်တို့က agent တွေကိုအများတန်းဘိုင်ခံရေးတယ်ဒီမှာကြတော့ agent တွေကိုမထည့်ပဲဖြုတ်ထားလို့ရတယ်ဆိုတဲ့အကြောင်းမှာဘလို့ agent တွေကိုဖြုတ်ထားလို့ရလဲဆိုရင် မတိကျတဲ့ subject တွေစင်ဖြုတ်တာမတိကျတဲ့ agent တွေပြီးရင်မလိုအပ်တဲ့ agent တွေ တိတာထင်ရှားနေပြီးသား agent နေဆိုရင်တော့ကျွန်တော်တို့ကဖြုတ်ထားခဲ့လေးရတယ်တနည်းဖြင့်ပြောရမယ်ဆိုဆမ်မွန်တို့နော်ဆမ်ပါဒီတို့ people တို့ပြီးရင် pronounce ဖြစ်တဲ့ ungu hi hi it ဆိုရင်လည်းကျွန်တော်တို့ကဖြုတ်ထားခဲ့လို့ရပါတယ်ကျွန်တော်တို့ဖြည့်ရင်းနေပဲသွားကြရအောင်ပါ must keep ဆိုတာကတော့ buff ပေါ့ဗျာအရင်ဆုံး buff ကိုခြာလိုက် must keep ဆိုတာက buff အဲ့ဆိုရင် you က agent ဖြစ်တယ် the fire exit ဆိုတာက receiver အမြဲတမ်း receiver နဲ့စရေးရမှာကြောင့်မို့ defire agent နဲ့စရေးရမယ် max keep ဆိုတာက keep verb ပုံစံนี่အမြဲတမ်း battery ပဲ back to b plus battery ကြောင့်မို့ buff ကိုအမြဲတမ်း battery ကိုပြောင်းမယ် max keep ကြောင့်မို့ max be kept လို့ဖြစ်ရမှာပေါ့ဗျာအဖြေက the fire is it must be kept လို့ဖြစ်သွားရမယ် keep ဒီ catch ပြောင်းသွားတယ် but to be ကိုခေါ်မယ် must တော့မို့ be ဘီကိုခေါ်တာ must be kept ပြီးတော့မှအနောက်ကကျန်တာဆေးရုံမယ် free all the time ဘယ်ဟာက agent လဲဘယ်ဟာက receiver လဲဆိုတာသိဖို့လိုတယ်ဒီမှာက agent you ကိုထည့်ထည့်စရာမလိုဘာလို့လဲဆိုတော့ပေါ်ပြစရာမလိုလို့မထည့်တာပေါ့နော် okay နံပါတ်2အကြည့်ကြအောင်ဆို people built the pyramids near 5000 years ago အဲ့တော့ people built ဆိုတာက verb prefer က agent pyramid ဆိုတာက receiver receiver နေစရမှာကြောင့်မို့ the pyramid ကနေစရမယ် bit ဆိုတာက bit 2ဒီမှာကျွန်တော်တို့ကအများတန်း bit 3ပြောင်းမှာကြောင့်မို့ bit ရဲ့ bit 3ကလည်း bits ပဲအခုကြိယာက bit ဆိုတာက past tense ကြောင့်မို့ was were တဲ့တခုခုကိုခေါ်ရမယ်အဲ့တော့ pyramid ကအများကြောင့်မို့ were ခေါ်မှာပေါ့ဒီဟာကတော့အချိန်ပြပုံကြီးဆိုတော့နောက်ဆုံးမှထားရေးရမယ် the pyramids were built nearly 5000 years ago people ဆိုတာကပြန်မထည့်တော့ဘာလို့လဲဆိုတော့ ဖိရမက်ကိုစောက်ခဲ့တာလူတွေဆိုတာကျွန်တော်တို့မပြောပြလဲတိနေပြီးသားဒီလိုမျိုး agent တွေကိုပြန်ထည့်စရာမလိုဘူးဒါကြောင့်မို့ဒီ pyramid ကနေစတဲ့ bitty battery ပြောင်းတယ် pasting ကြောင့်မို့ဝယ်ခေါ်လိုက်တယ် pyramid ကအများဖြစ်နေလို့ပြီးတော့မှဒီအချိန်ပြတ်ပုတ်ကိုနှောက်ဆုံးမှရေးလိုက်တယ် number 3 they paint the entire house blue painted ဆိုတာက verb အဲ့တော့ they က agent ဒါဖြုတ်ရမယ်ဖြုတ်လို့ရတယ် the entire house ဆိုတာက receiver ကြီး receiver နဲ့စရမှာကြောင့်မို့ the entire house painted ရဲ့တွေ့ရဲ့ battery က painted ပဲ fasting ကြောင့်မို့ the entire house ကအနေကြောင့်မို့ was ဆိုတဲ့ back to be ကိုခေါ်တာ back to be battery ဖြစ်သွားပြီပြီးတော့မှအနောက်ကကျန်တဲ့ blue ကိုထပ်ရေးဦးမယ် now for they require the staff to follow safety rules ဒါကတော့ reason or purpose ဖြစ်တဲ့တော့ဆုံးမထားရေး require က verb they က agent ဖြုတ်လို့ရတယ် the staff ဆိုတာကယုံဖွဲ့ဆိုတဲ့အတွက် receiver receiver ကိုစရေးမှာဆိုတော့ the staff require ရဲ့ battery က require ပဲ the staff က s မပါတော့ညာလဲသူကအများဝယ်ပြောတာရုံးဖွဲ့ဆိုတဲ့အတွက်အများကြီးပေါ့နော်ဒါကြောင့်မို့ r လို့သုံးရတာ the staff are require နောက်ကစေရေးဦးမယ် to follow safety rules ဒေဆိုတာတွေပေါ်ပြစရာမလိုတဲ့အတွက်ကျွန်တော်တို့ကထူထားခဲ့လို့ရပါတယ် number 5 they vacuum and dust the office every night ဒေဆိုတာက agent ကြီး vacuum dust ဆိုတာက verb the office က receiver receiver နေစာရေးမယ်အဲ့တော့ the office vacuum desk ဆိုတာဒီ battery ကိုပြောင်း is vacuum အဲပြီးတော့လေဒီဟာလဲ valve ကနှစ်ခုလုံးပေါင်းထားတာကြောင့်မို့ desk ဒီ desk it but to be is ကိုခေါ်ရမယ် valve 1ကြောင့်မို့ပါ present တဲ့ကြောင့်မို့ valve 1 is ကိုခေါ် is ကိုပြီးပြီဆိုတော့ ਨੇ day ကပြန်ထည့်စရာမလိုဘူး every night ကိုရေးလဲအောင်ပဲ okay ဒါဆိုရင်ရလွယ်တယ်နောက်တစ်ခု people speak english all over the world prepare agent speaker verb english က receiver ဖြစ်တယ် receiver နေစာရေးရမှာ english speak ရဲ့ဘက်ထရီက spoken english ကအနည်းဆိုတော့ is နဲ့သုံးရမယ် speaker verb ဝင်ကြောင့်မို့ is ကိုခေါ်တာပါ English is spoken all over the world. ဖိဖဲကိုထည့်စံမလို့အင်္ဂလိပ်စကားကိုပြောမှလူတွေပဲထင်ရှားနေကြတာထည့်စံမလို့ဘူး။ They usually lock this gate at 10 p.m. 10 p.m. ဆိုတော့အချိန်ပြဖို့အတွက်ပုတ်ဖြစ်တဲ့အတွက်နောက်ဆုံးမှထည့် ဒီက agent usually lock lock ဆိုတာက vef this gate ကဒီက receiver receiver နဲ့စရင်မဲ့ဆိုရင် this gate lock of one ဖြစ်တဲ့အတွက်သူ့ကိုဘက်တရီပြောင်းပြီးရင် for one ဖြစ်တဲ့အတွက် emitter တွေကတစ်ခုခုကိုခေါ်မယ်ဆိုတော့ this gate ကအနည်းဆုံးမို့ is ကိုခေါ် frequency of vef တွေကို vef to be နဲ့ဘက်တရီကြားမှာထားအချိန်ပြပုံကောင်အောင်ဆုံးမှာထည့်လိုက်မယ် someone use my computer in my absence use ကာ verb someone က agent my computer က receiver my computer လို့ခေါ်တဲ့ receiver နဲ့စရမယ် my computer use က but to but to ကြောင့်မို့ battery ကိုပြောင်း but to ကြောင့်မို့ပြီးရင် what ဆိုတဲ့အကူကိရိယာကိုခေါ်မယ် computer ကအနေဖြစ်နေလို့ my computer was you in my absence တဲရောက်ကကျွန်တော်မရှိနေတော့ကျွန်တော်ကွန်ပျူတာကိုအသုံးပြုသွားတာဘယ်သူမှမသိဘူးသူတို့မသိဘူးဆိုရင်လည်းထုတ်ထားခဲ့လို့ရတယ် နံပါတ်9 he wants us against the pet focus in this area ဒီနံပါတ်8က cabinet တွေအကြောင်းကျွန်တော်တို့ကိုသတိပေးတယ်တဲ့ he က agent want ကဖပ s က receiver receiver ကနေစရဲမှာကြောင့်မို့ s ကို subject နေအောင်ပို့ရမယ်ဆိုရင် s လို့ပို့လို့မရဘူးသူ့ရဲ့ subject form ဖြစ်တဲ့ we ကိုပြန်တော့ပေးရမှာ we one ကဖပ်2ကြောင့်မို့ဘက်တရီကလည်း want မယ်ဘက်2ကြောင့်မို့ကျွန်တော်တို့ကအကူကိရိယာ was ဝယ်ခေါ်ပေးရမှာ we ဆိုရက်တွေဝယ်ခေါ်မှာပေါ့နော် we were one he ကပြန်ထည့်ကြမလို့ against the pickpockets in this area he ကအရေးမကြီးဘူးအရေးမကြီးလို့မထည့်တာနံပါတ်10 they will find you if you dumped rubbish illegally မင်းကိုတဲ့သူတို့ဒဏ်ရိုက်လိုက်မယ်မင်းအမိုက်တွေကိုတရားမဝင်ဆွန့်ပစ်မယ်ဆိုရင် dump ဆိုတာပြစ်တာဟုတ်လားအ you ဆိုတဲ့ receiver they ဆိုတာက agent well fine က verb receiver နေစာရေးမှာကြောင့်မူသူရဲ့ subject form ကလည်း you ပဲ you find the battery find ကိုပြောင်း will ကြောင့်မို့ will be ဖြစ်သွားမယ် will be fine if i dump rubbish illegally so 11 where did they find the book မေကွန်းကြောင်းတဲ့ဆံမှာတော့တစ်ဆင့်ပြီးတစ်ဆင့်စဉ်းစားရတယ် did ဆိုတဲ့အတွက်ကျွန်တော်တို့ကဒါဒီ past tense ဆိုတာသိရမယ်အဲ့ they က သေးရပါကြီးလေဆိုတော့ agent ကြီး file ကတော့ vaf တပုတ်က receiver receiver ကနေစာရေးမှာပုံမှန်တိုင်းကသူတို့ကလည်းမေးခွန်းကြောင့်မို့အကူကရိယာနေစာရေးရမှာ receiver ဒီကြည့်လိုက်မယ် the book အနယ်လားအများလားပတ်တူးစင်ကျွန်တော်တို့ဘာကိုခေါ်မှာလဲ was ကိုခေါ်ရမှာ the book ကအနယ်ကြောင့်မို့ was အဲ့တော့ was the book where ပါရီယာကြောင့်မို့ where ကိုလည်းရှင်းထုတ်အောင်ဖြစ်ဘူးเนาะဘာပဲပါလာလား where was the book ပြီးတော့မှ define ဒီအမြဲတမ်းပတ်သတိဖြစ်တာကြောင့်မို့ found လို့ရေးရမယ် where was the book found ဖြစ်တယ် They will refurbish this hotel in the following year. နောက်တစ်နှစ်မှာဒီ hotel ကိုပြန်လဲပြုပြင်မွမ်းမံမယ်တဲ့။ They က agent this hotel က receiver re refurbish က verb. agent sorry receiver နဲ့စာရေးမှာကြောင့်မို့ this hotel will be refurbished they ကထည့်စာမလို့ in the following year. They are building a new stadium near the station. A new stadium ဆိုတဲ့ receiver နေစာရေးမယ်။ A new stadium a new ဒီမှာ are building လို့ရေးထားပေမဲ့ဒီမှာ a new stadium ဆိုတာဒီအ내ကျတော့လို့ is လို့သုံးနေစီထားမယ်။ Building ရဲ့ battery က bit ပြီးတော့မှ buff ing ကြောင့်မို့ being ဆိုတဲ့ဟာကိုခေါ်လိုက်တဲ့ as new stadium ဆိုတာအ내ကြောင့်မို့ is being built ပြီးတော့မှ near the station ဒီဒီထည့်ကြမလို့ပါဘူး။ 14 someone has sent nanda a mysterious letter တယောက်ကနန္ဒာကိုထုဆန်းတဲ့စာတောင်ပို့ခဲ့တယ်ဒီလိုမျိုးမသိဘူးဆိုရင်လည်း agent တွေကိုဖိုးထားကြလို့ရတယ်နန္ဒာက receiver နဲ့စာရေးနန္ဒာ has sent ဆိုတာဒီ battery ပေါ့ဗျာ half black battery ကြောင့်မို့ band ကိုခေါ်ရမယ်နော်နန္ဒာ has been sent someone ထည့်ကြမလို့ a mysterious letter 15. People have seen UFOs in this area. UFOs are undefined flying objects. They will go so, around. People are agent. They are material. UFOs are receiver. UFOs have been seen. Have been seen. in this area လို့ဖြစ်လိုက်တယ်။ဒါကြောင့်မို့ဒီဟာတွေကတော့မတိကျတဲ့ agent တွေအကုန်လုံးကိုဖြုတ်ထားခဲ့ရတယ်။မေးခွန်းလေးစင်တော့တစင်ပြတစင်ပြောင်းတာကောင်းဆုံးပဲ။ဥပမာပြန်ပြောမယ်ဆိုရင်ဒီမေးခွန်းကိုအဖြေပြန်ပြောင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ကဘယ်လိုဖြေတော့မလဲ။ I no sorry they found the book လို့ဖြေတော့မှာပေါ့ဗျာ။ they found the book ဆိုတာလေးကိုကျွန်တော်တို့ကအဖြေပုံစံလေးပြောင်းပြောင်းပြီးမှသူ့ကိုမေးခွန်းပြောင်းလိုက်တာကောင်းဆုံးပဲ။ဒါကတော့ပုံမှန်တစင်ပြတစင်လွယ်မှာပါ။ဒါကတော့ကျွန်တော်နောက်ဆက်တွဲဗီဒီယိုတွေမှာဒီ အက်တီဗစ်စ်နဲ့ပတ်သက်ပြီးတော့မှတခြားဗီဒီယိုတွေထပ်လုပ်ပေးပါဦးမယ်။ဒါကတော့ test တွေကပါတဲ့ question တွေကိုပဲကျွန်တော်ဖြေပြတာပါ။ဟုတ်ကဲ့ပါအားလုံးဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဆင်ပြေတီများကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးပေးပါ။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြရအောင်။အပတ်မကြီးရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးပို့မြတ်တရားခံပြပါစေ။ဒါဆိုရင် bye bye